တလင်တမယားစနစ်ကျင်းသုံးခြင်းဆိုင်ရာဥပဒေချမ်းကရဲရရေးပိုင်သလားတရားရေးကပိုင်သလားဆိုတာလက်ရှိချိန်အထိကွဲပြားမှုမရှိသေးပါဘူးဒီသင်းကတော့ဒေါ်လေးလေးမွန်ပြေပို့ထားပါခင်ဗျာဝေဖန်မှုတွေရှိနေတဲ့တလင်တမယားစနစ်ကျင်းသုံးခြင်းဆိုင်ရာဥပဒေချမ်းကိုပြီးခဲ့တဲ့ဇူလိုင်22ရက်ကပြည်သူ့လွတ်တော်ကပထမအဆင့်အတီးပြုတ်ပြတ်ထန်းလိုက်ပါတယ်ဒီဥပဒေချမ်းကရဲရဲမပိုင်မဲနင့်နာသူကတရားရုံးဥတိုက်လျှောက်ထားတဲ့ဥပဒေလားဒါမှမဟုတ်ရာဇဝတ်ကျင့်ထုံးတဲ့ရဲရဲပိုင်တဲ့ဥပဒေလားဆိုတာတွေကိုဥပဒေချမ်းကျင်သူတွေကြားမှာတော့ ဝေဖန်မှုတွေရှိနေပါတယ်။ဒီကိစ္စမျိုးဖြစ်လာတဲ့အခါမှာဘသူကသွားတိုင်ရမှာလဲ။ရဲရလာပြီးတော့မှဖမ်းလို့ရလား။ရက်ွက်ထဲကတာဝန်ရှိတဲ့လူတယောက်ကတော့သွားတိုင်လို့ရလား။ဒါမှမဟုတ်တကယ်နဲ့နာသူကပဲတိုင်ရမလား။အဲ့လိုကိစ္စမျိုးတွေရှိလာတော့ခါကြတော့ဥပဒေအရဥပဒေအသက်ဝင်အောင်လို့အရေးယူဆောင်ရွက်မယ်ဆိုရင်ဘလို့ဆောင်ရွက်မယ်ဆိုတာကိုနီးဥပဒေတစ်ခုထပ်ပြီးတော့မှထွက်လာနိုင်မယ်လို့ထင်ပါတယ်ဒီအတိုင်းကတော့တိတ်ပြီးတော့မှကိုယ်ကိုယ်ပြပြတိတ်ပြီးတော့မှမသိနိုင်သေးပါဘူး လက်ရှိမှာတော့တာမန်ပြည်သူတွေကပင်မဥပဒေနဲ့ဤဥပဒေတွေကိုကွဲပြားမှုမရှိသေးပါဘူးတလင်တမယားစနစ်ဥပဒေချမ်းကလက်ရှိရာဇသက်ကြီးပုံမှန်အရာရဲရဲပိုင်ဆိုရင်တခြားခိုးဆိုး၌ရာဇဝတ်မှုတွေလိုဒဏ္ဍာရီထားပြီးရာဇဝတ်မှုကျင့်သုံးတဲ့ဆုံးဖြတ်မှာဖြစ်ပါတယ်တာမန်ရဲဆက်ဆက်လူတက်မှုတစ်ခုကလည်းကျွန်တော်တို့9နှစ်ကနေ10နှစ်အကြာကြာနိုင်တယ်အဲ့လိုမျိုးပဲဒီအိမ်တော်ရေးရဖောက်ပြန်တယ်လို့ကျွန်တော်လူဖွဲ့စည်းကတတ်မှတ်ထားတဲ့စံတစ်ခုကိုချိုးဖောက်တဲ့အမှုကလည်းအလားတူပဲ10နှစ်ထိကြာနိုင်တယ်ဆိုလို့ရှိရင် ဥပဒေတစ်ခုနဲ့ပြည့်မှုပြည့်တန်ကြမှာရှိတဲ့အချိုးအစားညီမညီပြန်စဉ်းစားဖို့လိုပါတကယ်တော့အခုပြထားလိုက်တဲ့ဥပဒေကျွန်တော်နားလည်သလောက်အကြမ်းမျက်နားလည်သလောက်ဆိုလို့ရှိရင်တော့ပြန်စဉ်းစားသုံးသပ်ရမှာလေအများကြီးပါတယ်လို့ကျွန်တော်ပြောချင်တယ်အဲ့ဒါအပြင်လူမှုနယ်ပယ်ကကိစ္စရပ်တွေကိုရာဇဝတ်ကြောင်းရဖြည့်ရှင်းရမယ်ဆိုရင်အရင်မီဦးဖလားထုံးတန်းစင်လာဥပဒေတွေနဲ့တလင်တမယားစနစ်ဥပဒေကြားမှာအကျိုးထက်အပြစ်တွေပိုများလာမှာဖြစ်ပါတယ်ကျွန်တော်နှစ်ချက်ပြောစရာရှိပါတယ်တစ်ခုကတော့ပထမတစ်ချက်ကရှင်းသွားတာပါလဲဆိုတော့ တဦးရီသောတယံဝင်ဇနီးတို့တဦးရီသောတယံဝင်ယောက်ျားတို့ပြောနေစရာကိစ္စမလိုတော့ဘူးပေါ့နော်ဒီကိစ္စကရှင်းသွားပါတယ်အဲဒါမဲ့နောက်တစ်ချက်ကပါလဲဆိုတော့လူဖွဲ့စည်းကလွတ်လွတ်လပ်လပ်ကိုယ့်အကိုစီရင်ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့လူမှုနယ်ပယ်ကကိစ္စရက်တစ်ခုကိုနိုင်ငံတော်ကနေပြီးတော့မှခြေတလန်းဝင်လာပြီးတော့မှဒီလိုကြီးလေးသောပြစ်မှုတစ်ခုဖြစ်သတ်မှတ်လိုက်တယ်ဆိုတဲ့ကိစ္စမျိုးမှာတော့အလားတူကိစ္စမျိုးနောက်ဘာတွေများထပ်ဖြစ်လာမလဲဆိုတာကိုတော့ကျွန်တော်စိတ်ပူပါတယ် ဒီဥပဒေကြမ်းကိုရဲရေးပိုင်ဥပဒေဖြစ်ရင်ဤဥပဒေကိုပြည်ထရေးဌာနကရေးဆွဲရမှာဖြစ်ပြီးတရားရေးကပိုင်တဲ့ဥပဒေဖြစ်ရင်ရှင်းနေချုပ်ရုံးကရေးဆွဲရမှာဖြစ်ပါတယ်။လက်ရှိမှာတော့ဒီဥပဒေအာဏာအသက်ဝင်လာအောင်သမရကအတီးပြုတ်ဝေဖို့နဲ့ဂျားအဆင့်တွေဆွေးနွေးဖို့တွေကြံနေသေးပါတယ်။ကျမလေးလေးမောင်မ